ကဘာကြီးမှာစီးပွားရေးတွေကျဆင်းလာတဲ့အတူ အလုပ်အကင်တွေကလည်းရှားပါလို့လာနေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအလုပ်ကင်ရှားပါလာတဲ့ခေတ်ကြီးထဲမှာတစ်ဖက်ကလည်း digital ခေတ်ဖြစ်လာတဲ့အညီလုပ်ရည်ကင်ရရှိရင်ရှိသလားအိမ်မှာပဲအေးဆေးဆေးနေရင်လုပ်လို့ရတဲ့အလုပ်တွေရှိနေပြီပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အိမ်မှာနေရင်လည်းတင်မဲ့30ခန်းလောက်ဝင်မဲ့အလုပ်ကင်တွေလုပ်လို့ရနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့အိမ်မာနေရင်လောက်ကင်လို့ရမယ်ဝင်ငွေတိုးစီမဲ့အလောက်ကင်၅မျိုးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်အလောက်ကင်တွေကဒီ၂၀၂၅ခုနှစ်မှာအိမ်မာနေရင်လောက်လို့ရပြီးတော့တိန်းကို၁၀ကနန်းထိဝင်တဲ့အလောက်ကင်တွေဖြစ်နေပြီလဲဆိုတာကိုကြည့်လိုက်ရအောင်နော်။ Number 1 Freelance Writing Content Writing အိမ်မာနေရင်လောက်လို့ရတဲ့ပထမဆုံးအလောက်တစ်ခုကတော့ Freelance Writing ပဲဖြစ်ပါတယ်။ ဒီအလုပ်ကတော့ online မှာ website တွေ blog တွေ social media post တွေအတွက်စာရေးရေးသားပေးရတာပဲဖြစ်ပါတယ်။ဒီအလုပ်ကတော့စာရေးတတ်ပြီးလူကြိုက်များတဲ့အကြောင်းအရာတွေကိုဖန်တီးတတ်တဲ့သူတွေအတွက်ဆိုရင်ခက်ခဲစေမယ့်အလုပ်တော့မဟုတ်ပါဘူး။ဒီအလုပ်တွေကိုရှာဖို့ဆိုရင် freelancer website တွေလည်းအများကြီးရှိနေပြီပဲဖြစ်ပါတယ်။ဒီလို freelance content writer တယောက်ဖြစ်ဖို့ဆိုရင်တော့ research များများလုပ်တတ်ပြီးတော့စာရေးသားမှုစွမ်းရင်ကျွမ်းကျင်နေဖို့လည်းလိုပါတယ်။ နံပါတ်2 virtual assistant ဒီဒုတိယအလုပ်အကန့်ကတော့ virtual assistant ပဲဖြစ်ပါတယ် Virtual assistant ဆိုတာကတော့ကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းတွေအတွက် online ကနေအုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုတာဝန်တွေကိုလုပ်ဆောင်ပေးရတာပဲဖြစ်ပါတယ်။ email reply ပြန်တာတွေ meeting တွေကိုစီမံတာတွေနဲ့ document တွေကိုစစ်ဆေးပေးရတဲ့တာဝန်တွေကိုဆောင်ရွက်ရတာပဲဖြစ်ပါတယ်။ ဒီလောက်ကတော့အချိန်စီမံခံခွဲတတ်သူ စနစ်တကျလောက်ကင်တတ်သူတွေအတွက်အလွန်အင့်တော်တဲ့အလုပ်ဖြစ်ပြီးအိမ်မှာနေရင်လုံနိုင်တဲ့အလုပ်ကင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Virtual Assistant အလုပ်ကိုလောက်ကင်မဲ့ဆိုရင်တော့ Word တို့ Excel တို့လို Microsoft Office တွေကိုလည်းသုံးနိုင်ဖို့လိုအပ်ပြီးတော့ Communication နဲ့အချိန်စီမံခံခွဲနိုင်မှုလည်းကောင်းဖို့လိုပါတယ်။နံပါတ်3 online teaching or tutoring တတိယအလုပ်ကံကတော့ online tutor ဆရာမပဲဖြစ်ပါတယ်။မိမိတွက်ကျန်းတဲ့ပညာရပ်ကို online ကနေသင်ကြားပေးနိုင်တဲ့အလုပ်ပဲဖြစ်ပါတယ်။ဒီလိုကိုတော့ video call platform တွေအဖြစ် Zoom, Google Meet, Microsoft Teams စတဲ့ application တွေကိုအသုံးပြုပြီးတော့သင်ပေးနေကြတာပဲဖြစ်ပါတယ်။ဒီအလုပ်ကလည်းစာသင်တတ်တဲ့အတွေ့အကြုံရှိပြီး apps တွေကိုကောင်းကောင်းအသုံးချတတ်တယ်ဆိုရင်တော့အိမ်မှာနေရင်လည်းဝင်ငွေကောင်းတဲ့အလုပ်ကံတစ်ခုပဲဖြစ်ပါတယ်။ နံပါတ်၄ graphic design အိမ်မှာနေရင်လည်းလုပ်လို့ရတယ်နောက်ထပ်အလုပ်တစ်ခုကတော့ graphic designer ပဲဖြစ်ပါတယ် Photoshop တွေ Illustrator တွေနဲ့ Canva တို့ကိုအသုံးပြုပြီးတော့စီးပွားရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ logo banner နဲ့ social media post တွေကိုဖန်တီးရင်းနဲ့လုပ်လို့ရတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ် ဒီလုပ်ကိုလုပ်ဖို့အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေကတော့ဒီဇိုင်း software တွေကိုကောင်းကောင်းအသုံးချတတ်ဖို့လိုပြီးဖန်တီးမှုအားကောင်းဖို့လည်းလိုပါတယ်။နံပါတ်5 social media management အိမ်မာနေနဲ့ဝင်ွေရနိုင်မယ်နောက်ဆုံးအလုပ်ကံရတော့ social media management ပဲဖြစ်ပါတယ်။ Facebook, Instagram, TikTok စတဲ့ social media အကောင့်တွေကိုစီမံခန့်ခွဲရပြီးတော့ brand တွေရဲ့ promotion တွေနဲ့ content တွေကိုလည်းစီစစ်ဖို့အတွက်တာဝန်ယူရပါတယ်ဒီလောက်ကိုလောက်ကင်တဲ့သူတွေကတော့ post တင်ခြင်း comment စာပြန်ခြင်းနဲ့လူစိတ်ဝင်စားအောင် ဖန်တီးပေးခြင်းတို့ကိုပြုလုပ်ပေးရတာပဲဖြစ်ပါတယ်။ဒီလောက်လုပ်ဖို့ဆိုရင်တော့ content planning နဲ့ marketing ပညာရပ်တွေကိုကျွမ်းကျင်ဖို့လိုအပ်ပြီး social media platform တွေကိုလည်းကျွမ်းကျင်စွာအသုံးပြုတတ်ဖို့လိုအပ်ပါတယ်။ အခုပြောပြပေးခဲ့တာတွေကတော့အိမ်မှာနေရင်လုပ်လို့ရတဲ့ဝင်ငွေကောင်းတဲ့အလုပ်ကံကမျိုးအကြောင်းပဲဖြစ်ပါတယ်။ဒီလိုဘ ഹു တုဒရပြီးအကျိုးရှိစေတဲ့ဗီဒီယိုလေးတွေကိုအမြဲမပြတ်ဖန်တီးတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။